ရိသတ်များအားလုံးကိုကျမတို့ရဲ့9 million channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။မာရိုရဲ့ channel ကနေပြလောကဇလံကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှလည်းစာရင်းသူမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်းဘိုးထင်တဲ့တကောင်ကျွတ်ဆိုတဲ့ဇလံလေးရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ ကျမကတော့တင်ဆက်သူသေရီဆန်ပါကိုဖိုးထွေတလဲကောင်းမှာဘိုးတင်ပြန်ရောက်နေတယ်ဆိုအေးကွာအောင်သားငါ့ကိုပြောတာပဲဒီကောင်ဥဝေလာကြီးနဲ့တော်တော်ပနာတက်နေရဲ့ဆိုလားပဲဒီကောင်ဘိုးတင်တော်တော်ကိုလွန်သွားပြီတေချောင်ကျွတ်တို့သွားကြည့်အောင်မယ်ဗျာဒီညသူအိမ်ပြန်မလာဘူးဆိုရင်တို့တွေသွားကြည့်ကြတာပေါ့ဘိုးထွေတယောက်ကတလဲကောင်းရွာပြန်လာတဲ့အောင်သားတို့ရဲ့ပြောကြားချက်အရာ မောင်ဘိုးထင်ရဲ့အိမ်မှာနေထိုင်နေတဲ့တာအင်းနဲ့ဘေတူကိုလာရောက်ပြောဆိုနေတာဖြစ်ပါတယ်။တာအင်းနဲ့ဘေတူကလည်းဘိုးရင်ရဲ့အိမ်မှာမနေခြင်းမဲနဲ့ပြောင်းဖို့ပြင်နေတာမို့ဘိုးထွေရတားဆီးနေတော့တယ်။မင်းတို့တွေပြောင်းဖို့မစဉ်းစားသေးနဲ့အောင်။အောင်တန်းအပြောပဲရှိသေးတာ။တို့တွေကိုယ်တိုင်သွားကြည့်ပြီးမှပဲကြံတဲ့ကိစ္စတွေကိုဆုံးဖြတ်ကြတာပေါ့။ကျုပ်ကတော့ဒီကောင်ဘိုးထင်အချိန်ကြာကြီးရွာကိုပြန်မလာခဲ့ရသိပ်ပြီးစိတ်ကြည်တာမဟုတ်ဘူး။ ဘာကြီးအောင်ပြန်ရောက်မလာသေးလို့သာဒီအိမ်မှာနေနေတာအခုဘာကြီးအောင်လည်းပြန်ရောက်ပြီကြားတယ်ဟုတ်တယ်ဦးအောင်ကလွန်ခဲ့တဲ့ရက်ကမှပြန်ရောက်တာအဲ့တဲ့တယောက်လည်းပါသေးတယ်မင်းတို့ဦးအောင်စီကိုမသွားရသေးဘူးလားမသွားရသေးပါဘူးဗျာตาเอ๋อตู้เองด้วยทิ้งขုတ်ไปนี่ล่ะอะไรไล่ไปเนี่ยลูกเอ๋กว่าอะกูเอาตาเอ๋เบยตั๋วแหละยันขวัญอ่ะจับผ่ายัวยောက်นี่เลยสุโลตั๋วจีเลยดีกองเนาะจัดตะม้าลงๆผิดนี่บีถูกป่ะเหมียอะกูแลโกเจ็จจี้โหเสียอ่ะเต็นท้าเลยลิ ရွာမြောက်ပိုင်းကကိုဆုံးမြင့်ကိုပြောတာလားဟုတ်တယ်လေသူပဲကျက်သမားမလို့ကျက်ကြီးလို့ခေါ်တာဒါအေးတော့ကျက်သမားဖြစ်တော့မှာပဲကွာဖြစ်တော့မှာမဟုတ်ဘူးဖြစ်ကိုဖြစ်နေပြီအဲ့ဒီကောင်စောင့်ကြဉ်လည်းမကောင်းတော့ဘူးဘင်းတော့မတဲ့ကြဘူးလားတဲ့ပါတယ်ဗျာဟိုတခါကြောက်စားမဲ့အမဲသားလေးဒဲကသူ့ကျက်ဖတ်ကိုကျွေးပစ်လိုက်တာကျက်ကိုလည်းအမဲသားကျွေးရလားအားရှိအောင်တဲ့လေဗျာဒီကောင်ဘဲအနီးတွေတက်လာလဲမသိပါဘူးအမဲသားကျွေးလိုက်ရေကူးခိုင်းလိုက်နဲ့ဗျာဘာကိုရေကူးခိုင်းတာလဲကွာ ချက်ဖတ်တွေကိုလေဗျာသူပြောတာတော့ရေကူးဟိုင်းရင်ချက်တွေအတွက်ကောင်းနေတယ်ဗျာတကယ်လဲကောင်းပါတယ်ဖိတ်ကောင်ပေတူမဲလက်ချက်ဝါသနာပါနေပြီမလားကောင်းနေမကောင်းမှုတော့သိနေပြီဆိုတော့ကျုပ်ကောင်းတာခွတ်တာကောင်းတာကိုပြောတာမဟုတ်ပါဘူးပြီးခဲ့တဲ့တပတ်ကသူလေးကျင်ပေးနေတဲ့ချက်ဖတ်ကြီးကင်းကြိုက်ခံရတယ်လေဗျာကျုပ်ချက်စားလိုက်တာတော်တော်ကောင်းတယ်ตาကြီးကတော့တကယ်ကို သစ္စာရှိရဲ့ဗျာတတို့မှကိုမတို့တာတင်ရအဲ့ချက်ဖတ်ကြီးကိုမြေမြုပ်ချင်နေရလေကျုပ်လည်းအတိုက်ခံလို့ပြီးချက်စားပြစ်လိုက်တာ ီကောင်တော်တော်ဆုံးနေပြီပဲကဲကဲမင်းတို့ကောင်ငါမနဲ့ပြန်လာခေါ်မယ်ညကြာဥုံးစီကိုတွားလိုက်ကြအောင်ကြာလာဟုတ်ကဲ့ပါဗျကိုထွေးရပေတူးကိုအဲ့လိုမှားကြပြီးတဲ့နောက်အိမ်ဝိုင်းထဲကပြန်ပြီးတော့ထွက်ခွာသွားပါတယ်သူထွက်သွားပြီးတော့မကြခင်အချိန်မှာတာအေးတယောက်ကချက်ဖတ်ကြီးတကောင်ကိုပိတ်ပြီးအိမ်ဝိုင်းထဲဝင်လာပြီးတော့အေးရှိကုပြစ်မှာထိုင်နေတဲ့ပေတူးကိုစကားဆိုလိုက်တော့တယ်ဟဲ့ကောင်ပေတူးတလဲကောင်ရွာမှာဘိုးရင်ပြန်ရောက်နေတယ်ဆိုကွအေးငါလည်းအဲ့လိုကြားတာပဲ ီကောင်ပြန်လာတယ်ဆိုလို့ဝမ်းသာပါတယ်။ဒါပေမဲ့အက်ကောင်အချိုးတိတ်မကြိုက်ဘူး။ငါလည်းအတူတူပဲ။အမှန်ဆိုရင်ဒီကောင်ပြန်ရောက်တာနဲ့ဘာကြီးအောင်စီကိုအရင်လာမှာ။အေးကွာအခုတော့ဒင်းရရွာတောင်ပြန်မလာဘူး။ကဲတို့တွေအခုညဘာကြီးအောင်စီကိုသွားကြတာပေါ့။မနေ့ပြန်တော့ကိုဖိုးထွေးတို့တလဲကုန်းရွာကိုသွားဖို့လာခေါ်မယ်တဲ့။အေးအေးဘာကြီးအောင်စီကိုအခုပဲသွားကြအောင်ကွာနော်။ဒါအေးအသူရဲ့ချက်ဖိုက်ကိုမြေပေါ်ချပေးရင်လည်းဦးအောင်စီသွားဖို့ပြောလိုက်တော့တယ်။ ဲဒီခါပေတူးကလည်းအိမ်မှာချက်ထားတဲ့ဟင်းတချို့တစ်လုံးချိုင်းနဲ့ထည့်ပြီးတော့ဥအောင်စီသွားဖို့ပြင်ဆင်လိုက်ပါတော့တယ်။ဥအောင်ရဲ့နေအိမ်မှာဖြစ်တဲ့အိမ်အောင်တန်းရမှာဥအောင်နဲ့အတူဧည့်သည်လူစိမ်းတယောက်ကထိုင်နေတယ်။ဥအောင်ကအဲ့ဒီမျက်နှာစိမ်းဧည့်သည်ကိုကောင်းကောင်းမွန်မွန်ဧည့်ခံနေပုံပေါ်လာမှုအဲ့ဒီသူကတတော်ကိုအေးပါတဲ့သူတယောက်ဖြစ်နိုင်တယ်ထင်ရတယ်။ဆရာထူကျွန်တော်လိုပညာမတူတဲ့လူတယောက်အိမ်ကိုလိုက်လာတာတိတ်ပြီးကျေးဇူးတင်နေဗျာ။မလိုပါဘူးဗျာ။ ခမားနဲ့ကျုပ်ကပညာမတူပေမဲ့ခမားလုပ်ရက်ကိုသဘောကျလို့လိုက်လာတာပါဝီလာဆိုတဲ့လူကိုပညာပေးချင်တာလဲပါတာပေါ့ဝီလာအမှောင်ပညာမှလည်းတော်တော်တစ်ဖက်ကန်းခတ်တယ်ကျုပ်တပည့်တော်မှသူ့စီရောက်နေတယ်တဲ့အထက်ရောင်ရောင်အောက်ရောင်ရောင်နေနေတာတိတ်အန်နေရများတယ်ဗျခမားတပည့်ကဘာသွားလို့တာလဲကျုပ်တောင်တခြားသူပြောမှသိတာလေဆရာထူးကိုရှားတာအချိန်တော်တော်ကြာသွားတာကိုအေးဗျာရိုးမတောင်တဲ့နေ့အထိနှံ့အောင်လိုက်ရှာနိုင်တဲ့ခမားတို့တော့တကယ်လေးစားတယ် ကျုပ်ကလည်းပညာနဲ့ခေါ်တာထက်လူကိုယ်တိုင်လားခေါ်တာကိုပိုပြီးသဘောကျတာအဗျ။ဆရာထုနဲ့ဦးအောင်တို့ကအိမ်အောက်မှာရှိတဲ့တန်ရမှာစကားပြောနေတော့အိမ်ဝိုင်းထဲကိုပေတူးနဲ့သားရီတို့နှစ်ယောက်ကဝင်လာတော့တယ်။သူတို့နှစ်ယောက်ကိုမြင်တဲ့အခါဦးအောင်ကလှမ်းပြီးတော့ခေါ်လိုက်ကြတယ်။ပေတူးနဲ့သားရီဒါဟိလက်ထဲမှာလည်းကြိုက်နေပါလားကွာ။ဟုတ်တယ်ဘာကြီးအုပ်ရဲ့ဧည့်သည်ပါလာတယ်ဆိုလို့ကျုပ်တို့ဟင်းလာပေါ့လား။အေးအေးလားထိုင်ပေတူးနဲ့သားအေးကသူတို့ယူလာတဲ့ခြိုင်လေးကိုစပွဲပေါ်တင်ပေးပြီးတော့ ။ဦးအောင်ကိုစကားဆိုတော့လေ။ဘာကြီးအုံတို့များပျောက်သွားလိုက်တာ။ကျုပ်ပြန်သေးတောင်သေးပြီးထင်တာ။ပေတူးရဲ့စကားကြောင့်ဧည့်သည်ဖြစ်တဲ့ဆရာထူးကမျက်လုံးပြူသားနဲ့အံ့ဩနေတော့တယ်။အဲ့နောက်ตาအေးကဆရာထူးကိုစူးစမ်းတယ်လို့ခြေပြီးတော့ဘာကြီးအုံဧည့်သည်ကသူ့လား။ကြည့်ရတော့ဇမင်းသားနဲ့တူတယ်ဗျနော်။ဟိတ်ကောင်ဘာတွေပြောနေရလဲ။အကောင်ပြောတာပါဗျာ။ဧည့်သည်ကိုတခြားကြည့်ဇမင်းသားနဲ့မတူလား။နှကမ်းမွေးဆဆနဲ့တတော်ကိုခန့်တဲ့ဗျာဒီကောင်တော့ငါဧည့်သည်ဦး ဦးအောင်ဟာဆရာထူးကိုစနောက်နေလို့ထင်မှတ်ပြီးတော့တာအေးကိုဟန်လိုက်တော့တယ်။အဲဒီခါဆရာထူးကပြုံးပြီးတော့ဦးအောင်ကိုစကားဆိုလိုက်တယ်။ရပါတယ်ဦးအောင်ရဲ့ပြောပါစေ။ဒီကလေးကကျုပ်ကိုမကောင်းပြောတာမှမဟုတ်တာ။ဟုတ်ပါတယ်ဧည့်သည်ယာ။ဦးအောင်ကကျုပ်တို့ဆိုအပြစ်ပြောမယ်ဆိုတာကြည့်ပဲဗျာ။အေးအေး။ဒါနဲ့မင်းတို့နှစ်ယောက်နာမည်တွေကကျုပ်နာမည်ကတာအေးဟိုကောက်နာမည်ကပေတူးဧည့်သည်ကြီးနာမည်ကရောငါနာမည်ကဆရာထူးတဲ့။ ဆရာထူကဥုံအိမ်မှာဧည့်သည်လာလုပ်နေတယ်။နာမည်တလုံးနဲ့လူတွေပဲဗျ။ဆရာထူကအကြောက်လန့်ခင်ပြီးတော့ပြောရဲဆိုရဲရှိတဲ့ပေတူးနဲ့သားအေးကိုသဘောကျတာမို့တပြုံးပြုံးဖြစ်နေတော့တယ်။အဲဒီခါဆရာထူအစိမ့်နှောက်ရှက်ဖြစ်မှာကိုစိုးရိမ်နေတဲ့ဥုံကလည်းတက်ပြင်းချနိုင်ပြီးတော့ပေတူးနဲ့သားအေးကိုမောင်ဘိုးထင်အကြောင်းကိုမေးလိုက်ကြတယ်။မင်းတို့နှစ်ယောက်ဘိုးထင်တဲ့ရင်ဘာကြားသေးလဲ။ငါကြားတော့ဒီကောင်ပြန်ရောက်နေရဲ့ဆိုဟုတ်လား။ကျောက်တို့နှစ်ယောက်လည်းအဲ့လိုကြားတာပဲမနေ့ပြန်တော့တလဲကုန်းကိုသွားမလို့ အေးဒီကောင်ဝေလာရဲ့အာနဲ့ချက်ကိုရှားနေတာဖြစ်မှာပေါ့ပြောလို့တော့မရဘူးဘာကြီးအုံးရင်ခမားကောင်ကတိတ်ပြီးပုံမကြဘူးဒီကောင်မတော်တော့ပါတွေတက်နေတဲ့ပုံပဲစိုးစမ်းမအောင်ဘိုးထင်ရဘာဖြစ်လို့လဲမဖြစ်မှလည်းဗျာခမားဝေစားတာခမားကိုပြစ်သွားပြီးဟိုလူရုပ်မှာဝေလာနောက်လိုက်နေတာဟုတ်လို့လားကွာဒီကောင်ဝေလာရဲ့ပြောခွက်ကိုသွားရှာလာနေမှာပါဘိုးထင်မှအဲ့ဒီလိုစိတ်မရှိပါဘူးကွာခမားကသာမရှိဘူးပြောနေကြားရတဲ့တဲ့နေရကောင်းကိုမကောင်းဘူး ပေတူးနဲ့သာအီတို့ကပြောရင်းဆိုရင်နဲ့ဒေါသထွက်လာပုံရပြီးတော့သူတို့အတန်တရာမာထန်သွားပါတယ်အဲ့ဒီအချင်းရာကိုချိန်ပြီးတော့ဥအုံးကလည်းချက်တော့တွေ့ဝေသွားတယ်အိမ်နောက်ဥအုံးကပေတူးနဲ့သာအီတို့တခြားချိန်ပြီးတော့ကဲမင်းတို့နှစ်ယောက်မနေ့ကဘိုးထင်ကိုသွားတွေ့ကြမလားသွားမတွေ့ဘူးအချိန်နေပဲသွားကြည့်မှာအချိုးမပြောင်းဆိုရင်တော့ကျွတ်တို့နှစ်ယောက်အဲ့ဒီကောင်အိမ်မှာဆက်မနေတော့ဘူးငါမင်းတို့နှစ်ယောက်ကိုတခုခိုင်းကျင်တယ်ငါခိုင်းတာလုပ်ပေးမလား ဘာယုံဘာခိုင်းမှလဲခိုင်းနေမနေ့ပြန်မင်းတို့တလဲကုန်းရွာသွားရင်ငါပြန်ရောက်ပြီအိမ်ကိုလာခဲ့အောင်လို့ဘိုးထင်ကိုသွားပြောပြီးကွာကျုပ်ဒီကောင်စကားမပြောချင်ဘူးမင်းရလဲကွာဒါလေးပြောရတာပြောလိုက်စမ်းပါကွာအဲ့ဒါမှတို့တွေအမှန်တရားကိုသိရမှာပေါ့အဲ့ဒါဆိုကျုပ်တို့ပြောလိုက်မယ်ဘာကြီးအောင်ဘာခိုင်းစရာရှိသေးလဲခိုင်းစရာမရှိရင်ကျုပ်တို့ပြန်တော့မယ်ဒါနဲ့ဧည့်သည်ချိုးကိုရေးရှိလားရေးတော့မရှိဘူးကွာအဲ့ဒါဆိုကျုပ်တို့ရေးသွားထမ်းလိုက်အောင်မယ် ။ဦးအောင်ကစကားပြန်မပြောနိုင်ခင်မှာပေတူးနဲ့သားအေးကထိုင်းနေရာထပြီးတော့ရေငင်ပုံးနဲ့ရေထမ်းပုံးတွေကိုရှူပြီးတော့အိမ်ဝိုင်းအပြင်ကိုထွက်သွားတော့တယ်။သူတို့နှစ်ယောက်ထွက်သွားတာကိုကြည့်ပြီးတော့ဆရာထူကသူမရှင်းနေတဲ့အရာတွေကိုဦးအောင်ကိုမေးမြန်းလိုက်ကြတော့တယ်။ဦးအောင်ခမည်းကောင်တွေကတော်တော်သက်ပါလားဗျ။ဒါနဲ့သူတို့နှစ်ယောက်ကခမည်းမွေးစားသားကိုဘာလို့မကြည်မနှက်ဖြစ်နေရလဲ။ဆရာထူးရေပြောရမှလည်းတတော်ကိုရှုပ်ထွေးသားဗျာ။ကျုပ်မွေးစားသားဘိုးထင်အောင်ဝေးလာဆိုတဲ့ကောင်ကိုအစိမ့်တိုက်သွားတိုက်တယ်။ ျုပ်ခိုင်းလို့ပေါ့ဒါပေမဲ့ဝေလာကိုကျုပ်တို့မရှင်းနိုင်ခဲ့ဘူးလေအဲ့တော့ကျုပ်အနာတရဖြစ်ပြီးတော့ဆရာထုကိုလာရှာရတာဒီအတော့အတွင်းမှာဘိုးထင်ရဝေလာနဲ့အဆင်ပြေနေတယ်ပေါ့ဗျာအစောအကောင်လေးတယောက်ကဝေလာဘာလို့လုခဲ့တယ်ဆိုတာကိုသိရလေအခုဘိုးထင်ရဝေလာနဲ့ပေါင်းနေလို့သူတို့မကြေမနက်ဖြစ်နေတာအချိန်တန်ရင်တော့ဖားလာငါလာသိမှာပဲခမားခေါ်ခိုင်းလိုက်တာလည်းကောင်းပါတယ်မကြခင်ဝေလာကတေနာဖြစ်တော့မှာပါဗျာဆရာထုကိုယုံမိသားပါ အထက်ထိတ်ခေါင်ဆရာအောင်ရတဲ့ဘက်မဟိတ်ထီအောင်ရဲ့မိတ်ဆွေစေတလုံးမိုင်ဆရာထင်ရဲ့သားတဲ့ဘက်မဟူရမင်းခေါင်ရဲ့အယောက်တရာမြောက်တဲ့ဘက်ဘိုးတော်မင်းခေါင်ရဲ့တူဦးရီတော်တဲ့ဘက်တတရမျက်လုံးပိုင်ရှင်စက်ကြအောင်မျိုးရဲ့အမလီတော်ပါတော့ဗျာခမဆရာဆရာကြီးရွှေတာတအားများနေပြီချုပ်တောင်သူတို့ကိုအကုန်မမှတ်မိဘူးဆရာထူးရဲ့ခမရဲ့အတိုင်းဝိုင်းဘလောက်ကြီးကြောင်းကိုချုပ်ကပြောမလို့ပါတော်ပါဗျာချုပ်ပရိစိတ်ချင်တယ်ဗျာခမကြီးမှာစိတ်လို့ရလား ကျုပ်အိမ်မှာတော့မစိတ်ပါနဲ့ဆရာသမားရဲ့ရွာဦးစီဒီမှာသာသွားစိတ်ပါ။ကောင်းပြီဗျာ။ကဲကျုပ်သွားပြီ။ဝေလာနဲ့တိုက်တော့မယ်ဆိုမှရွာဦးเจ้าဟောသာလာခေါ်ဗျာ။ကျုပ်အိမ်မှာတဲမှာမဟုတ်ဘူးလား။ခမားအိမ်မှာတဲရင်ခမားရေကောင်လေးပြောင်းဆန်ကုန်လိမ့်မယ်။ဟုတ်ကဲ့ကျုပ်သဘောပေါက်ပါပြီ။ဒီလိုနဲ့ဆရာထူဟာဦးအောင်ရဲ့အိမ်မှာမတဲပြက်ဖက်နဲ့ရွာဦးเจ้าမှာသာတဲခုဖို့ထွက်သွားတော့တယ်။တာရာမောင်းတဲ့နွားလဲလေးပေါ်မှာပိုထွေးတာအေးနဲ့ပေတူးတို့ကလိုက်ပါလာတော့တယ်။ သူတို့ဖွေရတလဲကုန်းရွာကိုသွားနေတာဖြစ်ပြီးတော့ရန်သူတော်ကြီးဥဝေလာရဲ့အိမ်မှာ နေထိုင်နေတဲ့တငယ်ချင်းဖြစ်သူမောင်ဘိုးထင်ရဲ့အခြေအနေအကျိုးအကြောင်းကိုသားပြီးတော့စုံစမ်းတာဖြစ်တယ်။ပေတူးနဲ့သားအေးကလည်းလဲနောက်ပြီးမှခြေနှစ်ဖက်ကိုအောက်ချပြီးတော့နောက်မှချန်နေတဲ့ဖုံတထောင်းထောင်းထနေတဲ့လဲလဲမြင်ကွင်းကိုခြေပြီးတော့ပေတူးကဆပြီးတော့စကားဆုံးလိုက်တယ်။ဘိုးထင်ဘိုးထင်လူရောက်မှဥဝေလာနဲ့များပေါင်းရတယ်လို့ကွာ။ ငါထင်တော့ဘိုးထင်ရရွှေတွေမက်တာဖြစ်မယ်။တာအေးစကားကြောင့်ပေတူးတာမကလှဲမောင်းနေတဲ့တာရနဲ့ဘိုးထွေးမှစိတ်ဝင်စားပြီးတော့တာအေးကိုလှဲ့ကြည့်ပြီးတော့မေးမြန်းလာတော့တယ်။ဘာဖြစ်လို့လဲပြောစမ်းမအောင်ကဘိုးထင်ရဘလို့ကြောင့်ရွှေမက်တယ်လို့ပြောရလဲ။ဥဝေလာဖိုးသူတော်ရဲ့ရွှေအိုးကိုရထားလိပြ။ဒီရွှေအိုးရဲ့ရွှေတွေကိုဘိုးထင်ရလိုချင်နေတာဖြစ်မှာပေါ့။ရွှေတွေငွေကြောင့်တော့မဟုတ်တော့ဘူးကွ။ဘိုးထွေးရဲ့စကားကြောင့်ဂျန်တဲ့သူတွေက ိုးထွေးစီကိုအကြည့်ရောက်သွားပြီးတော့မင်းကဘာဖြစ်လို့အဲ့လိုထင်ရလဲပိုးထွေးစဉ်းစားကြည့်လေကွာဘိုးထင်သာရွှေရည်ငွေတွေမက်တယ်ဆိုရင်အစကတည်းကရွှေရည်ငွေတွေပိုင်မဲ့အခွင့်အရေးရခဲ့တာပဲလीဒါပေမဲ့သူမယူခဲ့ဘူးဥဝေလာစီကသူတကယ်လိုချင်တာပညာပဲဖြစ်လိမ့်မယ်အဲ့ဒီကောင်ကရွှေထက်ပညာကိုပိုမက်တဲ့ကောင်ကွာအဲ့ဒါလည်းဟုတ်တာပဲဘာပဲဖြစ်ဖြစ်ကွာအကောင်နဲ့တွေ့ရရင်တော့အချိန်နေသိရမှာပဲအေးဟုတ်တယ်ပေတူးနဲ့တာရင်မင်းတို့တွေစိတ်မတူနှင်းနဲ့အောင် ဖိုးထွေးတဲ့သားကအသက်ကြီးသူတွေပြီးပြီးပြဿနာတစ်ခုကိုခေါင်းရင်းနဲ့စဉ်းစားတွေးတော်တတ်တယ်။ပေတူးနဲ့သားအေးကလည်းသူတို့နှစ်ယောက်ကိုအဆက်ဖြတ်ပြီးအချိုးအချောင်းတော့မပြောဘဲနဲ့သွားချင်တဲ့နေရာသွားနေတဲ့တငယ်ချင်းဖြစ်သူဖိုးထင်းကိုတိတ်ပြီးတော့မချိန်နဲ့။အဲ့ဒီအကြောင်းကိုသိရကြောင်းသားရနဲ့ဖိုးထွေးကထိတ်နေတာဖြစ်တယ်။ဒါမဲ့တာအင်းနဲ့ပေတူကလည်းသူတို့ထက်အကြီးဖြစ်တဲ့အကိုနှစ်ယောက်ရဲ့စကားတွေကိုသိပြီးနားထောင်ခြင်းပုံမရ။ကိုလိုကလန့်ပြန်ပြီးတော့ခြေပနေသေးတယ်။ ကိုဖိုးထွင်းတဲ့ကိုသာရခမားတို့ကျုပ်တို့နှစ်ယောက်ကိုတရားချဖို့မစင်စားနဲ့ကျုပ်တို့ခမားတို့ဝပြောနေရွာဦးကျောင်းဖုန်ကြီးပြောရတာရခဲ့တဲ့ကောင်တွေမဟုတ်ဘူးဟုတ်တယ်ပေတူးတယ်ဗျာစိတ်แท้ရှိတဲ့အတိုင်းပဲပြောတာစိတ်แท้ရှိတဲ့အတိုင်းပဲလုပ်တယ်ဝိလကြောင့်ပဲလုပ်မနေဘူးဟန်လုပ်ပြီးလဲပြောမနေဘူးပေတူးနဲ့ตาအေတို့ကလဲနောက်မိမှနောက်ကိုမျက်နှာလှည့်ပြီးတော့ခြေထောက်တွင်လောင်ချာကဖိုးထွင်းတဲ့ตาရာကိုမကြည့်ပဲနဲ့စကားတွေဆိုးနေတာဖြစ်တော့တယ် အဲဒီခါအိတ်ကြီးဟန်ကြီးနဲ့အကြီးပြောစကားကိုနားထောင်လို့ချင်းမရှိတဲ့ငနေသားနှစ်ယောက်ကိုစိတ်မရှိတဲ့ဖိုးထွေးကဖုံထူထူလှဲလန်းတနေရာရောက်မှတော့ပေတူးနဲ့တာအေးရဲ့ကြောကိုခြေထောက်နဲ့ကန်ချလိုက်တယ်။တောသားတွေဖြစ်တာမို့တန်မာပြီးဖြက်လက်တဲ့ပေတူးနဲ့တာအေးဟာဖုံထူထူလှဲလန်းမော်ကိုဒလိန်ကောက်ကွေပြုတ်ချပြီးတော့ဖုံနေလူးသွားတော့တယ်။အဲဒီနောက်သူတို့နှစ်ယောက်ကလှဲနောက်ကိုပြေးလိုက်ရရနဲ့ဖိုးထွေးနဲ့တာတာကိုမချေမနှက်နဲ့စကားဆုံလိုက်တော့တယ်။ ဖိတ်လူတွေခမရတို့ဘာလုပ်ကြလဲကျုပ်တို့နေရာကိုဘာလို့ကန်ချရလဲမင်းတို့ကောင်တွေစောက်ကြီးစောက်ကြယ်တွေပြောနေတာငါတို့စကားကိုနားမထောင်ရင်ငါတို့လဲမမတက်နဲ့ဖိတ်လူတွေအဲ့လိုမလုံးနဲ့ဖုန်နေရပူတယ်ဗျလေပူပူဖုံတထောင်ထောင်မှာตาအေးနဲ့ပေတူတော့ဖုံအလိမ့်လိမ့်ပေးချန်ပြီးတဲ့နောက်လဲနောက်ကနေတရဇက်ပြေးလိုက်လာတယ်။ဒါပေမဲ့လဲပေါ်ကတော့မတက်ရဲ့။မထင်ရင်မထင်သလိုလုံးသက်တဲ့ဖိုးထွေးကနောက်တစ်ခါကန်ချမှာဆိုလိုကြောင်ဖြစ်တယ်။အဲဒါကြောင့်သူတို့နှစ်ယောက်က လဲမော်ချက်ချင်းမတည့်ရဲသေးပဲနဲ့ဖိုးထွေးနဲ့တာရာတို့ရဲ့အခြေအနေကိုကြည့်ပြီးတော့လီသန်လျှော့ပြီးပြောလိုက်တော့တယ်။ဟိုဖိုးထွေးဟာအမမပြောနဲ့ဆိုကျုပ်တို့မပြောတော့ပါဘူးဗျာ။ဟိတ်ကောင်။စောက်ပူတွေမပြောနဲ့မင်းတို့နှစ်ယောက်ကရွာဦးကျောင်းဖုန်ကြီးပြောရင်တော့မရဘူးဆိုကွ။ရွာဦးကျောင်းဖုန်ကြီးပြောရင်သာမရတာပါဗျာ။ကိုဖိုးထွေးနဲ့ကိုတာရာပြောရင်တော့ရပါတယ်။ဟုတ်တယ်မဟုတ်လားတာကြီး။ဟုတ်ပါတယ်ဗျာ။လောက်ပါ။ကျုပ်တို့လှဲပေါ်ပြန်တက်ပြရစီ။အောက်ကပူလွန်းလို့ပါဗျာ။ လဲနောက်မီကိုလက်ကလေးနဲ့နှဲခိုင်းပြီးတော့ခနားစရာကောင်စကားဆုံနေတဲ့ပေတူးနဲ့သားအေးကိုလဲပေါ်ကပိုးထွေးနဲ့သားရတို့ကတတိကြကြကြည့်လိုက်ပြီးတော့မင်းတို့နှစ်ကောင်ငါတို့နှစ်ယောက်စကားကိုနားထောင်ပါလားနားထောင်ပါမယ်ဗျာတေးကြရဲ့နော်နေအေးတော်မှာကလန်ကဆန်လာလို့ရင်နရင်ကြည့်လိုက်အောင်ပါမလောက်ပါဘူးဗျာအေးအဲ့ဒါဆိုတက်လဲပေါ်ကိုတက်ခိုင်းလိုက်တာနဲ့သားအေးနဲ့ပေတူးကလဲပေါ်ကိုခက်မြန်မြန်တက်တယ် ဒီလိုနဲ့ပိုးထွေးတို့တစ်တိုက်ကတလဲကောင်းရွာမှာရှိတဲ့မောင်ဘိုးထင်တို့စီကို သွားနေကြတော့တယ်။ဘိုးထင်ငါ့ကိုအနောက်ထန်းတစ်ပင်ကပင့်ထားလို့သွားလိုက်အောင်မယ်ကွာ။ငါပြန်လာမှာပဲမင်းရွာကိုပြန်ပေါ့။ရပါရဲ့ဆရာကြီး၊ချုပ်ဘာလုပ်ထားမလဲ။လက်သမားဆရာကိုတောင်းကိုဂရင်းလေးရိုက်ခိုင်းထားလိုက်။တစ်သွားဝင်မင်းလိုက်သွားလိုက်အောင်ကွာ။လိုအပ်တဲ့ငွေချေးယူသွားအကုန်ရှင်းလိုက်။ဟုတ်ကဲ့ဆရာကြီး။အေးအေးငါသွားပြီဘိုးထင်။တစ်သွားဝယ်တဲ့နေရာမှာအရေးကြီးတယ်။တေချာခရူးဆိုင် စိတ်ချပါစရာကြီးသူ့ကိုယ်တိုင်လိုက်သွားမှာပါဗျတကလဲကုန်းရွာကိုပြန်ရောက်နေပြီဖြစ်တဲ့ဦးဝေလာမောင်ဘိုးထင်ကိုသူ့ရဲ့ရွာကိုချက်ချင်းမပြန်ခိုင်းမနဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုခိုင်းနေတော့တယ်မောင်ဘိုးထင်ကလည်းဘဝတူမိဘမဲ့ကလေးတွေကိုကူညီဆောင်ရှောက်ဖို့အတွက်ဂရေနေရရမှာဖြစ်တာကြောင့်ရွာကိုပြန်ဖို့စိတ်ကူးမရှိသေးဒီလိုနဲ့မောင်ဘိုးထင်ကလက်သမားဆရာကိုတောင်းအောင်ဆောင်ခိုင်းနေတော့လက်ရစီနဲ့ဖိုးထွေးကိုအဖွဲရရောက်ချလာတော့တယ် မတွေ့ရတာကြာပြီဖြစ်တဲ့အပေါင်းအသင်းတွေကိုတွေ့တဲ့အခါမောင်ဖိုးထင်တယောက်ကအာရဝမ်းသာပြီးတော့လက်ရှိရာကိုသွားတယ်။ဖိတ်လူတွေကျုပ်လက်ရွာကိုလာတော့မလို့ပဲ။အေးမင်းမလာလို့ငါတို့လိုက်လာရတာ။မင်းအဖပြန်ရောက်နေပြီ။သွားလိုက်အောင်။သွားမှာပါဗျာ။ဒီနေ့တော့သွားလို့မရသေးဘူး။လာထိုင်ပါအောင်ဗျ။ဖိတ်ကောင်မင်းမှာမင်းအဖထက်အရေးကြီးရာရှိသေးလား။ဆရာကြီးခိုင်းထားတာရှိသေးလို့ပါဗျ။ကျုပ်အလုပ်တွေပြီးရင်သွားမှာပါ။ မောင်ဘိုးထင်ရစကားကြောင့်လဲပေါ်မှာရှိနေတဲ့ဖိုးထွေးတို့ကမျက်နာမသားမရဖြစ်ပြီးတော့မောင်ဘိုးထင်ကိုအမြင်မကြည့်ကြတော့အဲ့ဒီအချင်းရာကြောင့်ပေတူးနဲ့တာအေးကကြောင်ငေးကြည့်နေတဲ့ဖိုးထွေးနဲ့တာတာမြင်ပြီလားဒီကောင်အချိုးချုပ်ပြောပါတယ်ဒီကောင်ဆောက်ချိုးပြောင်းနေပြီဆိုတာဟုတ်တယ်လူတက်သမားနဲ့ပေါင်းနေကြရဒီကောင်ဆောက်ကြည့်မကောင်းတော့ဆိုတာကျုပ်တို့သိတဲ့နာပေါ့ဝေလာဆိုတဲ့ခွေးကောင်နောက်လိုက်ကြရဒီကောင်လဲခွေးပဲ ရှင်သီးတဲ့စကားတွေကိုပြောနေတဲ့ပေတူးနဲ့သာအေးကိုမောင်ဘိုးထင်အနေနဲ့နားမလည်နိုင်သလိုခြေပြီးတော့ပေတူးနဲ့သာအေးမင်းဘာရီပြောနေရလဲမင်းတို့ငါ့ကိုပြောရင်ပြောကွာဆရာကြီးကိုတော့အခုလိုမပြောနဲ့ဘာဆရာကြီးဟုတ်လားခွေးအိုကြီးကိုမင်းဆရာဖြစ်သွားရင်လားမင်းပောက်ကြရီပြောနေရရက်စမ်းမောင်ဘိုးထင်ကအကျိုးအကြောင်းကိုရှင်းပြခြင်းမင်းမဲ့ရန်လုံးနေတဲ့ပေတူးနဲ့သာအေးကြောင့်ကောင်းကောင်းရှင်းပြဖို့အခွင့်မသာ အဆိုးဆုံးကတော့သူလေးစားရတဲ့ဥဝေလာကိုမိုက်မက်ရရန်ပြောနေတာဖြစ်တာမို့သီးမခံနိုင်။အဲဒါကြောင့်လေးသံမမာနဲ့ပြန်ပြောလိုက်မိတယ်။အဲဒီခါပေတူးနဲ့တာကြီးဟာပို့ပြီးတော်သားဖြစ်သွားပြီးတော့ဒါလဲမင်းကလူသက်သမားကိုထီတော့မခံနိုင်တော့ဘူးပေါ့။ဟဲ့ကောင်လေးမင်းတို့တူတူပြောလို့မရဘူးလား။ဘာလို့တူတူပြောရမှာလဲ။မင်းရဲ့ဆရာကြီးဖိုးသူတော်ကြီးကိုတတ်တာမင်းလည်းသိတာပဲ။ဟဲ့ကောင်မင်းစောက်တန်ကိုတူတူပြောလို့ရမလား။ဒါလဲမင်းကရွှေတွေခွဲတန်းရထားလို့လား။ မင်းတို့ငါပြောနေလေအတန်တိုးတိုးပြောလို့ဟဲ့ကောင်ဘိုးသူတော်ယူတတ်တာဥဝေလားကွဒါမင်းလက်သိမောင်ဘိုးချင်ဟာအံဝချိတ်ပြီးတော့ပေတူးနဲ့သားအေးကိုဆူဆိုက်ကြည့်တဲ့အခါသူတို့နှစ်ယောက်ကပြောလက်ဆော့စကားကိုမပြောနိုင်ပဲနဲ့လယ်ဘေးကိုဖိထားပြီးတော့မျက်လုံးအဝိုင်းသားဖြစ်သွားတယ်။အဲ့ဒီအချင်းရာကြောင့်ဖိုးထွေးနဲ့သားကမျက်လုံးတွေပြူသွားပြီးတော့မောင်ဘိုးထင်ကိုချော်မော်လိုက်တော့တယ်။ဘိုးထင်စိတ်လျှော့ပါကွာမင်းရွာကိုပြန်မလိုက်ချင်ဘူးမလားမလိုက်နဲ့ကွာ။ ီကောင်နေတော့အဲ့လိုမလုပ်ပါနဲ့မင်းအပေါင်းသိနေပဲလေဒီကောင်နေကတစိုးထိုးပြောနေတာဟုတ်ဗျာတေချာမတည်သေးတဲ့ကိစ္စတခုအခုလိုလွယ်လွယ်ပြောလို့ရမလားအေးပါကွာငါတို့ပြန်တော့မယ်မင်းလည်းမင်းကြိုက်တယ်လို့သာနေကွာပေတူးနဲ့သာအေးကိုတော့မင်းလှုပ်ထတာပြန်ဖြီးပေးကျုံမလိုက်ချင်လို့ပြောတာမဟုတ်ပါဘူးရတယ်ဘိုးထင်ငါတို့ပြန်မယ်ဒီကောင်နေကိုပြန်ကောင်းအောင်လုပ်ပေးဦးမောင်ဘိုးထင်ကစိတ်မကောင်းဖြစ်သွားတယ်အကြောင်းကတာရနဲ့ဖိုးထွေးတို့ရဲ့မျက်နှာအေးဆက်ဆက်ဖြစ်ပြီးတော့ သူ့အပေါ်ရင်းနေတဲ့အရေးရောင်တွေမမြင်ရတော့ဒါပေမဲ့ဥဝေလာခိုင်းထားတဲ့ကိစ္စတွေကလည်းအရေးကြီးနေတာတကြောင်လက်သမားဆရာကိုတောင်းလဲရှောင်းနေတာတကြောင်မို့လို့ပိုးထွေးတို့ကိုခက်မြန်မြန်မဲ့စကားဆဖြတ်လိုက်ကြတယ်ကိုပိုးထွေးအကောင်တွေဒီဝိုင်းပြင်ရောက်တာနဲ့ပြန်ကောင်းသွားလိမ့်မယ်ကျုပ်နောက်နေ့မှခမားတို့စီလာခဲ့မယ်ရတယ်မင်းမအားဘူးမလားမလာနဲ့တော့ပိုးထွေးရဲ့သားသားတို့ကလက်ကိုပြန်ကွေးပြီးပြန်ဖို့ပြင်ဆင်ပါတယ်မောင်ဘိုးထင်ရလဲလက်သမားဆရာကိုတောင်းကခေါ်နေတာမို့ အခြားဘာရောင်မှဂယုမဆိုင်အားပဲနဲ့အတမားဆရာနဲ့တက်ဝဲသွားဖို့ပဲပြင်ဆင်လိုက်ရတော့တယ်။မရမ်းလိုက်တဲ့ကောင်ပြခင်ဗျားတို့နှစ်ယောက်ကိုကြုတ်ပြောတယ်မလား။ကြုတ်ကတော့ကြုတ်အိမ်ကိုပြန်တော့မယ်။ဘေဒူးမင်းလည်းငါ့အိမ်ကိုလိုက်ခက်အကောင်အိမ်မှာမနေနဲ့တော့။ငါ့မှာလည်းအိမ်ရှိပါရဲ့ကွာ။မင်းအိမ်မှာမနေချင်ငါ့အိမ်လာနေလေတာကြီး။ပြီးတာပဲဒီကောင်ဘိုးထင်ကိုခွီးတော်မခေါ်တော့ဘူး။အလကားကောင်လူသက်သမားအားပေးတဲ့ကောင် ပေတူးနဲ့တာရီကတလဲကုန်းရွာအပြင်လမ်းခီးမှာပောက်ကွဲနေတာဖြစ်တယ်။သူတို့နှစ်ယောက်ကိုစကားမပြောနိုင်အောင်ပညာနဲ့လှုပ်တာကိုပူပြီးဒေါသထွက်မိတယ်။ငါတို့ကိုစကားမပြောနိုင်အောင်လည်းလှုပ်တယ်။တော်တော်ကောင်းတဲ့ကောင်းပဲကွာ။ရွာပြန်လာရရင်လာကြည့်။စောက်ခွက်ကိုလေးခွနဲ့တဲပြင်မှာ။ကောင်းတယ်ပေတူး။အကောင်တောက်ခွက်ကိုငါလည်းပြင်မှာ။အလုံးအုံမှာတဲပြုံမှာ။တော်တော်မကြေမနက်ဖြစ်နေကြတဲ့ပေတူးနဲ့တာအေးတို့ကို ဖိုးထွင်းတဲ့တာကခြေပြီးတော့ လေးနဲ့တဲ့စကားဆိုလိုက်ပါတယ်။ပေတူးနဲ့တိုင်မင်းတို့ကောင်တွေစိတ်တူနေရဆိုတာငါသိတယ်။ငါလည်းစိတ်တူတာပဲ။ဒါမဲ့ဒီကောင်ကပညာတတ်တယ်ကွာ။အခုမင်းတို့ကိုလောက်တာသာကြည့်တော့အဲ့တော့သူ့ကိုငါတို့ရုံလို့မရတော့ဘူး။အဲ့တော့ရန်လဲသွားမစားနဲ့ခေါ်လဲမခေါ်နဲ့တော့ကွာ။ကြလား။ဟုတ်တယ်ဖိုးထွေးပြောတာမှန်တယ်။ဒီကောင်ကစိတ်မချရတော့ဘူး။အရင်တော့ငါတို့ကဘာမှမလုပ်ဘူးဆိုပေမဲ့လူသက်သမားနဲ့ပေါင်းနေတော့ပြောလို့မရတော့ဘူးကွ။အဲ့တော့ဘာမှသွားမလုပ်နဲ့သူ့ဘာသာပဲနေပါစေ ကြာလာဖိုးထွေးနဲ့သာအီရိုရဲ့စကားကိုကြားတဲ့အခါပေဒူးတို့နှစ်ယောက်ကခေါင်းငိတ်ပြီးတော့လက်ခံလိုက်တယ်။စကားပြောလို့မရအောင်ချက်ချင်းလုံနိုင်တာကိုချက်ချင်းအားဖြင့်ဘိုးထင်တယောက်ကအရင်အထက်ပညာအဆင့်မြင့်နေပြီလို့သူတို့နှစ်ယောက်ကတွေးမိသွားတယ်။အဲဒါကြောင့်မောင်ဘိုးထင်နဲ့တစိမ့်တယောက်လိုသာနေမယ်လို့ဆုံးဖြတ်လိုက်ကအေးဗျာကျုပ်တို့လည်းသူရွာပြန်လာပြီးနေရင်တော့ခက်ကင်းကင်းပဲနေတော့မယ်။ကောင်းတယ်ပေဒူးငါနဲ့တာတာလဲအကောင်နဲ့ကင်းကင်းပဲနေတော့မယ်ကွာ။ တို့လေးယောက်ကစကားတပြောပြောနဲ့လှဲကိုမောင်းတဲ့အခါညနေမိုးချုပ်တဲ့အချိန်လောက်မှာပေပင်ရွာကိုပြန်ရောက်လာတော့တယ်။ဒီနေ့ကဘာမှမစားမတောက်ရတာကြောင့်ရွာပြန်ရောက်မှဘိုက်စာတာကိုတတိယပြီးတော့သူတို့ကိုမချင်မငန်ပြောဆိုခဲ့တဲ့မောင်ဘိုးထင်ကိုပို့ပြီးတော့စိတ်နာကြပါတယ်။အဲဒီနောက်တို့လေးယောက်ကဥအုံးရဲ့နေအိမ်စီကိုသွားလိုက်တယ်။သူတို့ရောက်သွားတဲ့အခါဥအုံးနဲ့ဆရာထူကအိမ်အောက်မှာမီးတလုံးထွန်းပြီးစကားပြောနေတာကိုတွေ့လိုက်ရတယ်။ တို့နှစ်ယောက်ကအိမ်ထဲဝင်လာတဲ့ဖိုးထွေးကိုမြင်လိုက်တာနဲ့မင်းတို့ပြန်လာပြီလားကွာဘိုးထင်မပါပါလားမပါဘူးခမရတာတောက်ချိုးပြောင်းသွားပြီဟေးဘလို့ဖြစ်တာလဲဘလို့ဖြစ်ရမှာလဲဗျာခမရကောင်ကဟိုလူယုတ်မာရဲ့လက်ရင်တပည့်ဖြစ်နေပြီကျုပ်တို့အဲ့ဒါလားပြောတာဖိုးထွေးတို့ကဥဥုံစကားပြန်ပြောမဲ့အချိန်ရောမဆောင်မနဲ့ချက်ချင်းပဲပြန်ထွက်သွားကြတယ်အဲ့ဒီခါ ။ပူအောင်ကသူ့ရဲ့ရှေ့မှာရှိနေတဲ့ဆရာထူးကို စကားဆိုလိုက်တယ်။ဒီကောင်နေဘာဖြစ်လာလဲမသိဘူး။သူတို့ကြည့်ရတာစိတ်တုန်နေတဲ့ပုံပဲဗျ။အင်းခမရမွေးစားတာနဲ့ပြဿနာတက်ခဲ့ပြီထင်တယ်။ဒီလိုနဲ့ဦးအောင်နဲ့ဆရာထူးတို့ကသူတို့ရဲ့ထင်မြင်ချက်တွေကိုဆွေးနွေးကြပါတော့တယ်။မောင်ဖိုးထင်တယောက်ကလည်းအဲ့သမားဆရာကိုတောင်းတဲ့အတူအဲ့သမားတချို့ကို ခေါ်ပြီးတော့သင်ဝိုင်းကိုသွားနေကြတယ်။သူကဥဝင်လာရဲ့ယုံကြည်မှုကိုရထားတဲ့လက်ရင်းတစ်ပဲ့အဖြစ်တော်တော်များများသိနေကြပြီဖြစ်တယ်။ ဥဝေလာနဲ့သူ့ရဲ့ခြေထဲမှာရှိတဲ့ကိစ္စတချို့တော့သူ့ရဲ့အရင်နှီးဆုံးသူတော်မပြောဖြစ်ဒီကနေ့လည်းအပေါင်းသိနေရသူ့ကိုလာခေါ်ပြီးမဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိတာမို့လိုက်မသွားဖြစ်နောက်မှသာလည်းတေချာရှင်းပြမယ်လို့ထွေးပြီးတော့အခုတော့လုပ်ငန်းဆောင်တာတွေကိုသာအာယုံစိုက်ထားရတော့တယ်ကိုတောင်းကသူ့အလိုရှိတဲ့တဲ့အမျိုးအစားတွေကိုလွှာသမားတွေကိုပြောဆိုနေတယ်သူ့လိုချင်တဲ့အတိုင်းအတာတွေကိုပါပြောပြတဲ့အခါလွှာသမားတန်းရမှထိုင်နေတဲ့မောင်ဘိုးထင်ကိုချိန်ပြီးတော့ လေးတန်းခတ်တုတ်တုတ်နဲ့ကိုတောင်းကိုစကားဆိုလိုက်ပါတယ်။ကိုတောင်းကိုကောင်လေးကဆရာကြီးဝေလာရဲ့တပည့်မလား။အဲ့ဒီကောင်လေးကြည့်ရတာဥတူတူလေးဖြစ်မယ်။ခမကွင်းဖန်လို့ရတာ။ဟဲ့လူ။တောက်ပေါက်ကြရမပြောနဲ့ဆရာကြီးဝေလာ တော်ယုံတယုံကောင်ကိုတပည့်ခေါ်ထားမဲ့ထဲနေရလား။အဲ့ဒါမွေပွေးလေးဟာခမဒုက္ခရောက်သွားမယ်။ကိုတောင်းကလည်းမဖြစ်နိုင်တာဒီကလေးတသာကောင်လေးကမလုပ်နိုင်ပါတည်းလေ။ဆရာကြီးဝေလာခိုင်းကောင်လို့ခေါ်ထားတာနေမှာပါဗျာ။ ို့ဆရာရှောက်ပြောမနေနဲ့ခမရနဲ့ငွေရေးချေးရှင်းရမှာတူပြဟေးအဲ့ဒီကောင်လေးကအလောက်တောင်အခွင့်ရေးရနေရလားတက်တော်ကျိုးဝါရတာဝန်ကမောင်ဘိုးထင်ကိုအထင်သေးနေတော့တယ်ဒီလိုကလေးတယောက်ကပါလုံးနိုင်မှလည်းလို့ထင်ပြီးစမ်းသက်ခြင်းစိတ်တွေလည်းပေါ်လာပါတယ်အဲ့ဒါကြောင့်ကိုတောင်းရွေးထားတဲ့တက်တွေကိုလက်သမားတွေကို တင်မပေးဘဲနဲ့ရဲတောက်တဲ့တဲ့လက်သမားဆရာကိုတောင်းကိုတက်တော်ကျိုးဝါတာဝန်ကတောက်ကြစားကြဖို့ခေါ်သွားပြီးတော့ တစ်တေကိုမစစ်စင်းနိုင်အောင်အကြံဖန်လုပ်ပါတယ်။မောင်ဘိုးထင်တယ်လှဲ့သမားတွေကတစ်အကြောင်းကိုနားမလည်သူတွေမို့လို့တစ်ဝင်ရလူတွေတင်ပေးလိုက်တဲ့အတိုင်းသာရှုခဲ့ကြတယ်။ဒီလိုနဲ့အိမ်ပြန်ရောက်တာနဲ့တစ်တေကိုအိမ်ဝိုင်းထဲမှာချလိုက်တယ်။မောင်ဘိုးထင်ရလဲလှဲ့သမားဆရာကိုတောင်းရှောင်းမလာသေးတာကြောင့်ထိုင်ပြီးစောင့်နေတယ်။မကြမီအချိန်မှာတော့လက်သမားဆရာကိုတောင်းကဆိုက်ဆိုက်မြတ်မြတ်ရောက်လာပြီးတော့မောင်ဘိုးထင်ကိုမျက်နှာချိုးသွေးတော့တယ်။ကောင်းလေး ငါနောက်မှရောက်လာလို့တောင်းပန်နေဆရာကြီးတော့သွားမတိုင်ပါနဲ့ကွာမတိုင်ပါဘူးတစ်တေလည်းသွားစစ်ကြည့်အောင်ကျုပ်တို့ကဘာမှသိတာမဟုတ်ဘူးအေးအေးအသမားဆရာကိုတောင်းအောင်အစ်ပုံကတစ်တေကိုခြေပြေးရအောင်တောက်တစ်ခေါက်ခေါက်ဖြစ်တော့တယ်အဲကြောင့်မောင်ဘိုးထင်ကအနားကိုကတ်သွားပြီးတော့ဘူးလေးအမြဘာတွေဖြစ်နေရလဲဘာဖြစ်ရမှာလဲကွာ တို့အသားအနှုတွေပေးလိုက်တယ်ကွာငါရွေးထားတာတွေကိုတင်မပေးလိုက်ဘူးကွာမှားပြီးတော့များတင်ပေးလိုက်ရောလားဗျာ ကျုပ်တို့တွေပြန်ပြောကြတာပေါ့တို့တို့နှစ်ယောက်အရင်သွားမယ်လေတစ်တေပြန်တင်ခိုင်းလိုက်မယ်အေးအေးကောင်းတယ်ပေါင်ဖို့ထင်啊လက်သမားရင်နဲ့အလုပ်သမားတွေကိုတစ်တေကိုပြန်တင်ခိုင်းပြီးတော့သူနဲ့လက်သမားဆရာကိုတောင်းကတစ်ဝင်းရှိရာကိုပြန်သွားလိုက်ကြပါတော့တယ်ပရိသတ်များရှင်ကျွန်မခုတင်ဆက်ပေးခဲ့တာတော့စာရင်းသူမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်းဖို့ထင်တဲ့တကောင်ကျွတ်ဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းပဲဖြစ်ပါတယ် ဆက်လက်ပြီးတော့ဒုတိယပိုင်းကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးပါအောင်ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးအထူးပဲတင်ပါတယ်။